မင်္ဂလာပါဒီနေ့မှာမျှဝေပေးနေတာကတော့ TikTok ဆောက်လို့ရှိရင်ပော့ပါတွက်လာလို့ TikTok မှာအမှိုက်ရှင်တဲ့နေတွေကိုမျှဝေပေးမှာဖြစ်ပါတယ်ဒီနေ့ပညာလေးကိုစတင်ဖို့အတွက် TikTok application လေးကိုလက်လေးနဲ့ကြကြလေးဖိနှိပ်ထားလိုက်ပါ ီပေါက်လေးပေါ်လာရင်တော့ဒီအဆက်လေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်တော့စတိုရစ် UC ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်ဒီအောက်နာက cut ဆိုတဲ့နေရာလေးရဲ့အောက်နာက clear cut ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါပြီးရင်ညှားလေးကိုနှိပ်ပြီးတော့ပြန်ထွက်လိုက်ပါပြီးရင်တော့ TikTok application လေးကိုနှိပ်ပြီးတော့ဝင်လိုက်ပါ ပြီးရင်တော့ဒီအောင်နာက profile ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါပြီးရင်တော့ဒီဘော်နာကမြင်းချောင်းသုံးချောင်းတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါပြီးရင်ဒီအောင်နာက setting and privacy ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါပြီးရင်တော့ဘော်နာကိုနည်းနည်းဆွတ်တင်လိုက်ပါပြီးရင်ဒီအောင်နာက free space ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါ ပြီးရင်တော့ဒီ cut ဆိုတဲ့နေရာလေးရဲ့ဒီဘက်နာကဒီနေရာလေးကိုတစ်ချက်နှိပ်ပါပြီးရင်ကလီးယားကိုနှိပ်ပါပြီးရင်တော့ဒီအောက်နာက download ဆိုတဲ့နေရာလေးရဲ့ဒီဘက်နာကကလီးယားဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါပြီးရင်ကလီးယားကိုပဲနှိပ်လိုက်ပါအခုကျွန်တော်ပြခဲ့တဲ့အတိုင်းပြုလုပ်လို့ပြီးပြီဆိုရင်တော့မိတ်ဆွေတို့ တက်တော့အသုံးပြုတဲ့အခါမှာ ပော့ပါတွက်လွက်စွာနဲ့အသုံးပြုလို့ရပြီဖြစ်ပါတယ်ဒီနည်းပညာလေးကိုကြားနေတတ်မယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လေးတွေနှိပ်ထားပေးဖို့မမေ့ပါနဲ့เนาะ